明老爸，大家好，我们一起看一下 HSK 标准教程涉及第五课的文化喏，初级满了 HSK Level Four Lesson Five，大全部不喏，已经五个字没，搞什么喏？题目就是中国人的购物习惯的有用又利，公购上是为了习惯上进啊，是为了敬的。呃，购物是为了啊，是为了事，彼我们啊，落也生活中不花还嘛。 ကြည့်ဘူးဆိုတော့လောက်လောက်ပေါ့เนาะမေးချမ်းသုံးနေ့တိုင်းလောက်လောက်ကိုအဲရွှေရောက်ဆိုတော့လိုအပ်တယ်လေเนาะ fashion တဲ့ရှိချင်းဆိုတော့အာဖြစ်ပေါ်တတ်တဲ့အဲကိစ္စပဲဖြစ်ပါတယ်တဲ့ဈေးဝယ်ထွက်တယ်ဆိုတော့ငါတို့နေ့တိုင်းလိုအပ်တယ်ပေါ့เนาะနေ့တိုင်းဒီပါလိုအပ်တယ်ကိစ္စရပဲဖြစ်ပါတယ်မုချမ်းအရင်တော့ကဟင်းတော်ရှမ်းချမ်းရှမ်းချမ်းဆိုတော့စတိုးဆိုင်နေเนาะအဲ့တော့ဟင်းတော်ရှမ်းချမ်းစတိုးဆိုင်နေတော်တော်များများက ကြည်ကုန်မှုဆိုကြည်ဆိုတော့ကြည်ကုန်မှုဆိုဇေဝဲထွက်ကြတယ်ဗောနော်စတိုးဆိုင်နေတော်တော်များဇေဝဲထွက်ကြတယ်ဆိုတာတဲ့ဇေဝဲထွက်ကြတာဆိုတာရှုံးရှံရှုံးရှံဆိုတာအပန်းဖြေတာလားအပန်းဖြေတာပေါ့နော်ရှုံးဆိုတော့ရှုံးရှင်ကနေလာတယ်ရှုံးရှန်ဆိုတော့အဲရှန်ဇာကနေလာတာလीနော်အားနေတာနေလာတာအဲ့တော့ရှုံးရှန်ဆိုတာအပန်းဖြေတယ်ရွေလွတ် ရီလဆိုတော့ဖြောဖြေးရေးတွေရှိတယ်ပေါ့နော်ပြီးရင်ချောင်းရင်ဆိုအစာအတော့နော်ချောင်းရင်အစာအတော့တွေတိုင်းစားတဲ့ဖြင့်တော်ဆုံးအဲ့လိုမျိုးအမျိုးမျိုးနော်နိုင်ကုန်းနိုင်ဆိုလှုပ်ဆောင်ချက်တွေရဲ့ရီရီတွေဆိုအဲ့လိုလှုပ်ဆောင်ချက်တွေအလုံးရဲ့အဲကိစ္စရက်တရက်ပေါ့နော်ပြောမယ်ဆိုရင်နော်ကိစ္စရက်တစ်ခုပဲဖြစ်ပါတယ်တဲ့ခေမန်ဇူဆိုခေရရမန်ဇူဆိုချိန်နှစီတယ်ပေါ့နော်ခေမန်ဇူ一个家庭ဆိုအဲ家庭ဆိုမိသားစုရဲ့စော်ယုံချိန်ရဲချိန်ရန်ဆိုစော်ယုံ 成员的要求说，哎，米大叔的嘛，是的，是的嘛，路的阿龙也当初决定了，别话是吧？对的，我们米大叔俺要先俺要嘛，说了先咯，第二个咯，哦，三刀在的时候呢，哎嘛，这位团员三刀路亚的哈啦，毕竟的票便宜，说了先嘞，米子是吧？的，碰他的都没有票钱了喏，然后苍蝇说，三爷到底要啥啥阿龙系的，啊，半皮路的亚的，他出路的也找到阿龙的喏。ဇီဝထိုင်နေအပန်းဖြီတာအဲ့လိုမျိုးကိုလည်းကြိုက်ကြတဲ့လူတွေလည်းရှိတယ်เนาะအာ ကွမ်ရှမ်းချောင်းလေစတိုးဆိုင်တွေကိုပတ်တယ်ဆိုတာကွမ်ဆိုတာဈေးကိုဈေးလေပတ်တာကိုပြောတယ်ကွမ်ရှမ်းချောင်းဆိုစတိုးဆိုင်တွေကိုပတ်တာကရည်ချင်းဖြစ်နေပြီးချင်းဝိန်ဆိုအဖြစ်ပြောင်းလဲနေပြီးရမ်မန်လူတွေရဲ့ကြားထင်းဆိုမိသားစုတွေရဲ့စိမ့်ဟော်ဘဝထဲမှာစိမ့်ဟော်တဲ့ရေပူဖက်ဆိုမိသားစုဘဝတွေရဲ့အစိတ်ဘဝအစိတ်အပိုင်းတစ်ခုအဖြစ်တောင်မှပြောင်းလဲနေပြီပေါ့နော်စိုက်မှာ ဤရဲ့အချို့ရှောင်းတဲ့အောင်ဆိုစတိုးဆိုင်အသေးတွေမှာဆိုရင်တော့ရှောင်းတဲ့အလေးဆိုစတိုးဆိုင်အသေးလေးတွေမှာဆိုရင်တော့တဲ့မိုင်းကဝယ်တာတုံးရှိပစ္စည်းဝယ်တာကခေးရနေတယ်ခံကြခံကြဆိုတာအလျှော့အသင်းနော်အလျှော့အသင်းရသေးတယ်ရုပ်ကောအကယ်၍ခြံဝော့ဆိုတာတော့စုပ်ကင်ထားတာကျွမ်းကျင်တာကိုပြောတာအော်ဒီညမှာကြာနည်းနည်းကျွမ်းကျင်တယ်လို့ပြောပုံမှန်နည်းနည်းစီလော်လိမ့်မယ်နော်အဲ့တော့စီလော်အောင်လဲဘာသာပြန်ရမယ်အော်ရုပ်ကောခြံဝော့ရရှဲ 反诈的方法ဆိုတော့အဲဈေးကြောမယ်ဆိုရင်ဈေးအလျှော့အတင်းကိုကျွမ်းနိုင်လို့တော့မပြောတော့ဈေးစစ်တာနည်းနည်းကျွမ်းနိုင်ဆိုလို့ရှိရင်ပေါ့နော်ဈေးစစ်တဲ့နည်းကိုကျွမ်းနိုင်ဆိုလို့ရှိရင်你可以你就可以你要要的用啊东边的嘛不喏，更低的价格说咯，不比的嘛包的是，不比的内内是呢， မိုင်တောက်စော်ဝယ်လို့ရတယ်။နီးရှံရောက်တဲ့သုံးရှိနေရတင်တဲ့ပြည့်စီဝယ်လို့ရတယ်။လင်းဝိုက်သားအပြင်ရှန်ဆိုင်အခုဝါရှ်လိုင်းပေါ်ကကုန်းဝူဈေးဝယ်တာကရဲလဲပဲရွက်လာရလျောရှင်နော်ပူပူပြီးတော့မှခစ်စားလာတယ်တဲ့။ဇုံကျဲဆိုအတူဂျုံနော်ဇုံကျဲအတူဂျုံပြောရမယ်ဆိုရင်နော်ရမ်မန်ကုန်းဝူလူတွေဈေးဝယ်တာကုန်းဝူတဲ့ function လူတွေဈေးဝယ်တဲ့ပေါ့နော်လူတွေဈေးဝယ်တဲ့နီလန်းကတော့တဲ့ရွက်လာရပူပူပြီးတော့မှဖုန်းဖူတော့ဆိုပူပူပြီးတော့မှကျော်ဝနေပြီတဲ့။ 中国人的购物习惯，购物是我们生活中几乎每天都要发生的事情。目前，很多商场集购物、松散娱乐、餐饮等多种功能于一体，可以满足一个家庭所有成员的要求。哦、oh,，sorry，成员的。 需求需要的需要，需求逛商场已经成为人们家庭生活的一部分。在一些小店里买东西还可以砍价，如果掌握一些砍价的方法，你就可以用，呃，你就可以用更低的价格买到你想要的东西。另外，现在网上购物也越来越流行了。 总之，人们购物的方式越来越丰富了。中国人的购物习惯，购物是我们生活中几乎每天都要发生的事情。目前，很多商场即购物、收藏、娱乐、餐饮等多种功能于一体，可以满足一个家庭所有远程的。 需求逛商场已经成为人们家庭生活的一部分，在一些小店里买可以买东西，还可以砍价。如果掌握一些砍价的方法，你就可以用要低的价格买到你想要的东西。另外，像在网上购物。 也越来越流行了。总之，人们购物的方式越来越丰富了。